မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 12ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ပိုင်းမြို့ခလာရ205တရင်ကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေဟာထိုင်းနိုင်ငံဘက်ကိုခိုလုံခွင့်မရသေးတဲ့အတွက်ကြောင့်အမတ်နှစ်ချစ်ကြီးရဲ့ဒရာဂိတ်ဝင်းအတွင်းထဲမှာကရုတ်ချင်းတွေတူးပြီးတော့ခံစစ်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ထွက်ပြေးလာတဲ့စစ်သားတွေကခိုင်းနိုင်ငံဘက်အချက်မှခိုလုံခွေရရှိဖို့အတွက်စောင့်ဆိုင်းနေခဲ့တော့လဲဒစုံတရားထူးခြားမှုမရှိတဲ့အတွက်ကြောင့်ခုံတန်းရှင်များကိုအကာအကွယ်ဖြစ်ချထားခြင်းဂရုကျင်းများတူးခြင်းဗန်ဂါများတိဆောက်ခြင်းတွေကိုမြင်တွေ့နေရတယ်လို့သိရပါတယ်စစ်ကောင်စီဘက်ကဒဏ်ရာရတဲ့စစ်သား၈ဦးကိုထိုင်းစစ်တပ်ကမဲဆောက်ဘက်အချမ်းမှာဆေးရုံတင်ပြီးတော့စေဝါကူတာမှုတွေပေးခဲ့တယ်လို့သိရပါတယ်တပ်မ44နဲ့ခလာရ209ကအကြီးတန်းစစ်ကောင်စီအရာရှိတွေကိုတော့ BGF ကအကာအကွယ်ပေးထားတယ်လို့ The Reporters သတင်းဌာနကပြောဆိုထားပါတယ်စစ်ကောင်စီတပ်သားတွေဟာအမှတ်2ချစ်ကြီးဒရာဂိတ်ဝင်းအတွင်းမှာရှိနေတဲ့အချိန်တော်လိုင်းရေးတပ်များကလာရောက်တိုက်ခိုက်မှာကိုစိုးရိမ်ပြီးတော့ခံစစ်ပြင်းစင်နေခြင်းဖြစ်တယ်လို့ထိုင်းသတင်းကဆက်လက်ရေးသားဖော်ပြထားပါတယ်လက်ရှိမှာတော့ထိုင်းမြန်မာအမှတ်2ချစ်ကြီးဒရာကိုထိုင်းဘက်ကပိတ်ထားလိုက်ပြီးတော့ချစ်ကြီးဒရာဂိတ်မှာလုံခြုံရေးများကိုထိုင်းစစ်တပ်ကထပ်မံတုံ့ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မြမတီမဲဆောက်အမှတ်2ချစ်ကြည်ရိတ်တရာအနီးမှာခလာရ2ခွန်5ကထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေရောက်ရှိလာခဲ့ပြီးတဲ့နောက်မှာထိုင်းကအမှတ်နဲ့တရားကိုအေပီလာ၁၇ရက်နေ့မှာယာယီပိတ်ထားလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ KNLA, KNDO နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်မြန်မာပြည်မှာနောက်ဆုံးကြံတဲ့ခလာရ၂ခွန်၅ကစစ်ကောင်စီတပ်တွေဟာ ဧပြီလ10ရက်နေ့ညမှာစခန်းကိုဆုံခွာပြီးတော့ထွက်ပြေးကြတယ်လို့သိရပါတယ်။ဧပြီလ17ရက်နေ့မနက်အစောပိုင်းကတည်းကမြဝတီတရားအမှတ်နဲ့နားမှာတိန်းရှောင်ပြီးတော့ထိုင်းနိုင်ငံဘက်ကိုဝင်ခွင့်ရဖို့စောင့်ဆိုင်းနေကြတယ်လို့သိရပါတယ်။ထိုင်းကအရက်ဝတ်ဝတ်ထားတဲ့စစ်ကောင်စီတပ်သား10ဦးကိုအိမ်စည်းကားငင်နဲ့ထိုင်းနိုင်ငံဘက်ကိုခေါ်သွားတယ်လို့မြဝတီမြို့ကမျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။ခေါ်သွားတဲ့သူတွေနဲ့ညှိနှိုင်းတာဖြစ်နိုင်ပြီးတော့ကျန်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့မခေါ်သေးဘူးလို့လည်းသိရပါတယ်။ စခန်းဆွန့်ခွာထွက်ပြေးတဲ့ဒူတွေထဲမှာတပ်မ44တပ်မမှုဘုံမှုချုပ်စိုးမင်းထပ်ပါပြီးတော့သူကဥဆောင်နေတာလို့သိရပါဗျ။အမှတ်နှစ်ချစ်ကြီးတရာပိတ်တာဟာဘလောက်အထိကြာမလဲဆိုတာကိုတော့လောလောဆယ်မသိရသေးဘူးလို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကျန်းဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုဖြုတ်ချဖို့အတွက်ရင်ဖွင့်ပြီးကြံစီခဲ့တဲ့လယ်ဆယ်ဝင်ကြီးဟောင်းမြင့်လှိုင်ကို ူဝင်ကြီးဖြစ်စဉ်ကလဲမြေတိမ့်ယူမှုတွေနဲ့နောက်ကြောင်းပြန်ပြီးတော့အမှုဖွင့်လိုက်ပြီးနေအိမ်နဲ့ပိုင်ဆိုင်မှုတွေကိုပါချိတ်ပိတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒုတိယဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်လဲဆဲဝင်ကြီးဟောင်းလည်းဖြစ်တဲ့မြင့်လှိုင်ကစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ဆောင်ရွက်မှုတွေဟာပြော့လွန်ပြီးတော့ပြက်ပြက်သားသားမကင်တွယ်တဲ့အတွက်ကြောင့်တိုင်းပြည်ဟာပြိုကွဲစီအထိဖြစ်လာနေပြီလို့ပြောဆိုခဲ့ပါတယ်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုဖြုတ်ပယ်ခြင်းမပြုပါကတမတော်နဲ့နိုင်ငံရဲ့အနာဂတ်ဟာပြိုလဲမှာဖြစ်ကြောင်းကို စစ်ဗိုလ်ချုပ်ဟောင်းတချို့နဲ့တိုင်ပင်ခဲ့တယ်လို့သိရပါဗါးအခုလိုမျိုးတိုင်ပင်မှုကိုကြံဖို့ဥက္ကဋ္ဌခင်ကြီးကပြန်လည်သိရှိခဲ့ပြီးတော့မင်းအွန်လိုင်းထံကိုသတင်းပို့တိုင်ကြားခဲ့တယ်လို့သိရပါဗါးမင်းအွန်လိုင်းက၎င်းကိုဖြုတ်ချဖို့အတွက်မြင့်လှိုင်ရဲ့ကြံစီပြောဆိုမှုအကြောင်းကိုသိရှိခဲ့တဲ့အခါမှာလဲဆဲဝင်ကြီးဖြစ်စဉ်ကလဲမြေတိမ့်စီမှုတွေနဲ့အမှုဖွဲ့အေးအေးယူပြီးတော့ပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်ဖို့အတွက်အမိန်ပေးခဲ့တယ်လို့သိရပါဗါး မြင့်လိုင်ဟာစစ်တပ်မှဒုတိယဗိုလ်ချုပ်ကြီးယာရုနဲ့လေချောင်းရံကာကွယ်တပ်ဖွဲ့အရာရှိချုပ်အဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့သူဖြစ်ပြီးတော့2012ခုနှစ်ကနေ2016ခုနှစ်အထိတမရဦးသိန်းစိန်အစိုးရလက်ထက်မှာလဲဆဲဝင်ကြီးအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့သူဖြစ်တယ်လို့သိရပါတယ်။ကြမ်းဖို့ပါတီရဲ့ထိတ်တန်းခေါင်းဆောင်တဦးလည်းဖြစ်ပြီးတော့အာနာရှင်ဟောင်းတန်းရွှေရဲ့စိတ်ချယုံကြည်ရတဲ့လူယုံတဦးလည်းဖြစ်တယ်လို့သိရပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမြင့်လိုင်ဆိုတာ ိုတင်မဲတွေနဲ့အမတ်ဖြစ်လာခဲ့ပြီးတော့ဓနုဗျူကလဲသမားတွေကိုအကျွေးပြန်မဆက်နိုင်ရင်ထမင်းတက်တဲ့ short စားဖို့ပြောခဲ့တဲ့လဲဆယ်ဝင်ကြီးဟောင်းတက်တဲ့စားမြင့်လိုက်မယ်ဖြစ်ပါတယ်အစကတော့မင်းအောင်လိုက်အာနာသိန်းနာကိုဥလိုက်သဲလိုက်နဲ့ထောက်ခံပြီးတော့ NLD ပါတီကိုဖျက်ပြရမယ်လို့ကြိမ်းဝါခဲ့တဲ့သူပေါ့ဒါပေမဲ့နောက်ပိုင်းမှာမင်းအောင်လိုင်က6လစီအာနာတက်တန်းတိုးတာကိုမကြေမနက်ဖြစ်လာတဲ့အပြင်ကျပ်ဖို့ပါတီကိုပါလက်နက်မတက်စင်ပေးလို့ဆိုပြီးတော့မင်းအွန်လိုင်းကိုရွက်ပြီးဝရင်တုတ်တွေဝချွန်တွေကိုအခမ်းအနားနဲ့ပေးခဲ့တဲ့သူလည်းဖြစ်ပါတယ် လက်ရှိအခြေအနေအရမင်းအွန်လိုင်းစစ်တပ်ကြောင့်နယ်မြေတွေဆုံးရှုံးသွားရတာစစ်လက်နက်ရန်တရားတွေအများအများဆုံးရှုံးသွားရတာစစ်သားတွေအကြဆုံးများရတာနေပြည်တော်ကအစမလုံမချုံဖြစ်ရတာနောက်ဆုံးဒုချုပ်စိုးဝင်းကိုယ်တိုင်နှစ်ထပ်ကွန်းအစော်ခံရတာတွေကိုမကြေမနက်ဖြစ်ပြီးတော့သီးမခံနိုင်တော့တဲ့အတွက်မူမူယူယူနဲ့မင်းအွန်လိုင်းကိုစိန်ခေါ်ဆဲဆိုခဲ့တယ်လို့သိရပါတယ်ဒီကောင်ကစောက်တုံးမကြပဲနဲ့တက်ချုပ်တက်လို့ပြီးတော့အာနာမက်လို့စစ်တက်ရောတိုင်းပြည်ရောပြာပုံဖြစ်နေရပြီ။ဆုံးဆုံးမမြုပ်ခင်ဒီကောင်ကိုရှင်းမဖြစ်မယ်လို့ ပေါ်တင်စိန်ခေါ်ခဲ့တဲ့အတွက်မင်းအောင်လိုင်းရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ဆက်ဝင်ကြီးဟောင်းမြင့်လိုင်ကိုသူဝင်ကြီးဖြစ်တဲ့အချိန်ကရန်ကုန်တိုင်းဒဂုံမြို့တဲ့အရှေ့ပိုင်းမှာရှိတဲ့လယ်မြေ1932အေကကိုသူ့ရဲ့တမတ်နာမည်နဲ့လယ်မြေလုတ်ပိုင်ခွင့်တွေကိုရှောက်ထားရယူခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ဦးမြင့်လိုင်းကိုအဂရိလိုက်စားမှုဥပဒေပုံမှ55နဲ့အရေးယူဖို့အတွက်မှုဖွင့်ခဲ့ပြီးတော့ AP လ10ရက်နေ့မှာဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဦးမြင့်လိုင်းရဲ့နေအိမ်တွေဘဏ်အကောင့်တွေနဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုပါချိတ်ပိတ်လိုက်ပါပြီ နောက်ပြီးတော့သူ့ရဲ့သမတ်ကိုလည်းဖမ်းဆီးထားတယ်။ကျန်တဲ့မိသားစုဝင်တွေကိုတော့အကြေကျုပ်ပုံစံမျိုးနဲ့ထိန်းသိမ်းထားတာရှိတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့သမရဦးသိန်းစိန်ကိုဂျားဝင်ညှိနှိုင်းပေးဖို့အတွက်ဦးမြင့်လိုင်ဘက်ကသွားပြောထားတာကြီးလည်းရှိတယ်။အဓိကကတော့တက်ချုပ်ကိုဖယ်ရှားဖို့သူ့ဘက်ကစပြီးတော့တိုင်မင်စော်ဩရာတွေလှုပ်ခဲ့တာကြောင့်လို့နေပြည်တော်ရဲ့စစ်ဘက်သတင်းအရေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ကြံမျောမျိုးနယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံပြည်သူစစ်စခန်းကိုတော်လိုင်းရဲ့ပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာစစ်ကောင်စီတပ်သားတွေအားလုံးလက်နက်ချအညံ့ခံပြီးတော့တနက်ဆယ်လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ9ရက်နေ့မွန်လွယ်တနားရီအချိန်ကကကြိုင်မျောမျိုးနဲ့ကော့ဝမ်ကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံပြည်သူစစ်စခန်းကိုမွန်တော်လိုင်းရဲ့ပူပေါင်းအဖွဲ့ကဝင်ရောက်စီးနှင်းတိုက်ခိုက်ရာစစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးလက်နက်ချအညံ့ခံပြီးတော့တနက်ဆယ်လက်နဲ့ G 943တောင်းတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုဘီလူရခတီပပြည်သူ့ကာကွယ်ရေးအဖွဲ့ SG Production အဖွဲ့နဲ့မွန်ပြည်သက်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေး NMSP AD အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းပူးပေါင်းတပ်ဖွဲ့ဝင်တွေကတော့အထူးကိမရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဒဝဲခရိုင်အတွင်းကဒဝဲလောင်းလုံးနဲ့ရေပြူမြို့နယ်တွေမှာနှစ်ရက်အတွင်း တိုက်ပွဲနဲ့ပျောက်ကြားတိုက်ခိုက်မှု၄ချိန်ဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုလ9ရက်နေ့မနက်ပိုင်းကမြစ်တာမျိုးဘက်ကနေထွက်လာတဲ့စစ်ကောင်စီတပ်သားတွေနဲ့ KNL နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ရွှေချောင်းရွာမရောက်ခင်မှာနှစ်ဖက်ထိပ်တွေ့တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်လို့တော်လိုင်းရဲဘော်တွေကပြောပါရယ်။ AP လ10ရက်နေ့မနက်ပိုင်းမှာလည်းအဲ့ဒီစစ်ကောင်စီတပ်သားတွေနဲ့တော်လိုင်းပူးပေါင်းတပ်တို့ဟာတောင်သုံးလုံးကျေးရွာတဝိုက်မှာ တိုက်ပွဲတနအီကန်ကြောင်ဖြစ်ပွားခဲ့တယ်လို့ KNLA တပ်မဟာ6တရဲ29တပ်မဟာ4တရဲ72ပူးရဲတရဲမှုစောမှုကြီးကပြောပါတယ်မနေ့ကတော့သူတို့လာတဲ့အချိန်အနှဲငယ်ထိတွေ့မှုဖြစ်တာပါသူတို့ဘက်ကတယောက်သေးပြီးတော့နှစ်ယောက်ဒဏ်ရာရတယ်ကျွန်တော်တို့ဘက်ကတော့ထိခိုက်မှုမရှိဘူးလို့ပူးရဲတရဲမှုစောမှုကြီးကဆိုပါတယ် အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာလက်ရှိမှာတော့ကြောင်မဲတောင်ရဲစခန်းကိုပြန်လည်ရောက်ရှိနေတယ်လို့တော်လိုင်းရဲဘော်တွေကပြောပါတယ်။ဒါအပြင်လောင်လုံးမြို့နယ်ကြောင်နေမော်ကြေးရွာကစစ်ကောင်စီနဲ့ပြူစောတီပူးပေါင်းစခန်းကိုလည်းလောင်လုံးမြို့နယ်ပကဖကအခုလ9ရက်နေ့မနက်ပိုင်းမှာစနိုက်ပါနဲ့တွားရောက်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သားတအူးဦးခေါင်းပွင့်ပြီးတော့တေဆုံးသွားပြီးပြူစောတီတအူးဒဏ်ရာရရှိခဲ့တယ်လို့လောင်လုံးပကဖရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။စနိုက်ပါထိတော့သူတို့ဘက်ကလက်နက်ကြီးတွေနဲ့ပြန်ထုတယ်ကျွန်တော်တို့ဘက်ကတော့ပြစ်ပြီးတာနဲ့ပြန်ဆုတ်လာတယ် ်ဒဏ်ရာရတဲ့သူကိုအေပီလာ၁၀ရက်နေ့ညကလှေနဲ့တင်ဆောင်သွားတယ်လို့လောင်လုံးပါကဖရဲ့ပြောရေးဆိုခွင့်ရှိသူကိုရှဲတော့ကပြောဆိုခဲ့ပါတယ်အခုလ၉ရက်နေ့ညပိုင်းကလည်းကလင်အောင်ဘက်ကနေအိမ်စည်းကနဲ့လာတဲ့စစ်ကောင်စီတပ်သားတွေကိုရေပြူမြို့နယ်နှမ်းကျဲရွာအနီးမှာဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်မတော် DNLA နဲ့ရေပြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF တို့ပူးပေါင်းပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာလည်းစစ်ကောင်စီတပ်သားတအုပ်သေးဆုံးပြီးတော့ကြမ်းရှိတဲ့စစ်ကောင်စီတပ်သားတွေကတော့ကားကိုထားခဲ့ပြီးတော့ထွက်ပြေးသွားတယ်လို့ တဝဲအမျိုးသားလွတ်မြောက်ရေးတပ်မတော်ကထုတ်ပြန်ထားပါတယ်ညဘက်လည်းဖြစ်နေတော့စက်မလိုက်တော့ဘူးကြံတဲ့ကားကိုတော့မီးရှို့လိုက်တယ်လို့တဝဲအမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ရဲဘော်တအုပ်ကပြောပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလကစပြီးတော့တနင်္သာရီတိုင်းတွေကတဝဲခရိုင်ဟာမြိတ်နဲ့ကော်တောင်းခရိုင်နေနဲ့ရှင်ရင်တိုက်ပွဲနဲ့ပျောက်ကြားတိုက်ခိုက်မှုဖြစ်စဉ်တွေတိတိတတ်တာပုံများလာခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီဘက်ကလည်းပြီးခဲ့တဲ့တလအတွင်းမှာတဝဲခရိုင်တစ်ခုတည်းမှာပဲလေချောင်းတိုက်ခိုက်မှုပေါင်း26ကြိမ်တည်းမနယ်ပြုတ်လုခဲ့တယ်လို့သိရပါတယ် အခုလမှာလေဒဝဲခရိုင်အတွင်းမှာပျောက်ကြားတိုက်ခိုက်မှုနဲ့တိုက်ပွဲတွေရှိနေပေမဲ့စစ်ကောင်စီဘက်ကတော့လေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်တာမျိုးမရှိသေးဘူးလို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ